့အရင်ကအစိုးရတစုံလုံးတစ်ခုလုံးနေပြည်တော်ပြည်မနာကို ရွှေ့မယ်ဆိုရင်ဝန်ထမ်းတွေကလိုက်ပါမလားဆိုတဲ့အချက်ကိုလည်းဥခင်ညွန်ဘက်ကထုတ်ဖော်ပြောဆိုခဲ့တာတွေရှိခဲ့တယ်လို့ဆိုပါတယ်တယ်လင်မောင်ဝန်သားဥခင်ညွန့်နဲ့ကြောက်စဲသားတန်းရွှေတို့ရဲ့ကြားပြိပခအထုတ်ထိတ်ကို ရောက်ရှိနေခဲ့ပြီးဖြစ်ပါတယ်။ ။နားဆင်သူအားလုံးပဲမင်္ဂလာပါရှင်။ဒီနေ့ဖတ်ပြပေးမယ့်ဆောင်းပါးလေးကတော့ AWD website မှာဗိုလ်ချုပ်ကြီးခင်ညွန်နေပြည်တော်စီမံကိန်းကို တားခဲ့သလားဆိုတဲ့ဆောင်းပါးပဲဖြစ်ပါရဲ့ရှင်။နာဝတာနာအဖစစ်အစိုးရခင်များမှာရှန်ရှန်တောက်ခဲ့သူဗိုလ်ချုပ်ကြီးတဦးကတော့အတွင်းရေးမှူးတက်တာဝန်ယူခဲ့တဲ့ဦးခင်ညွန်ပဲဖြစ်ပါရဲ့။ဒါပေမဲ့သူကတော့အာနာထတ်သူကြိုးကန်ရှဲလေသူမဟုတ်ရကြောင်းနိုင်ငံတော်ရဲ့ပြည်ထနာပေါင်းစုံကို ခေါင်းခံဖြည့်ရှင်ပေးရသူသားဖြစ်ကြောင်းညင်းကျက်ထုတ်လေးရှိပါတယ်2000ပြည့်နှစ်လောက်ကရန်ကုန်မြို့ဟာ လူဦးရေထူထပ်လာပြီးရေအသွားအလာကျက်လာတဲ့အတွက်အစိုးရရုံးလုပ်ငန်းတွေဆက်သွယ်ရေးကြန့်ကြာလာတာကြောင့်မြို့တော်တည်တည်ဖို့နာအဖခေါင်းဆောင်နေကြအတော်လေးခေါင်းစားခဲ့ကြရတယ်လို့ဆိုပါတယ်။ဗိုလ်ချုပ်မှုကြီးတက်ရွှေကတမိုင်းကျောင်းအရသာမကလုံချုံရေးအင်ကာရဲနဲ့ညီညွတ်တဲ့ပြင်မနာတဝိုက်ကိုရွေးချယ်ခြင်းတလို့ထောက်လိုက်ရေးမှုချုပ်ဦးခင်ညွန့်ကရန်ကုန်နဲ့အနီးတဝိုက် လဲကူတိုးကြောက်လေးနေရာများကိုဗဟိုပြုပြီးရန်ကုန်အရှိချမ်းပဲခူးမြေရိုးတခြားမြို့တစ်တဲဖို့အကြံပေးခဲ့ပါတယ်။နယူးရန်ကုန် project လို့အမည်ပေးထားတဲ့ရန်ကုန်မြို့တစ်စီမံကိန်းကိုတရုတ် engineer တွေနဲ့ architect တွေကမြို့တစ်ပုံချမ်းကိုဆွဲပေးပူးခဲ့ပြီးနိုင်ငံတော်အစိုးရကစက်သိန်းတထောင်ယူဆနာကုမ္ပဏီပိုင်ရှင် Crony ဦးထေးမြင့်ကသိန်းတထောင်ရန်ကုန်မြို့တော်စီပင်သားရာရေးအဖွဲ့ YCDC က ိန်းတထောင်ထဲဝင်ကလှုပ်ဆောင်ဖို့လဲဗိုလ်ချုပ်ကြီးခင်ညွန်ကတင်ပြခဲ့မှုကြောင့်မြို့တော်စီပင်ဌာနမှလုပ်ခဲ့သူဗိုလ်မှူးကြီးတောင်းဝေဦးကလည်းဆိုပါတယ်။ဒါပေမဲ့ဒီအစီအစဉ်ကိုဗိုလ်ချုပ်မှူးကြီးတန်းရွှေကသဘောမတူစိတ်ကြိုက်ပုံဖော်လို့မရနိုင်တာကြောင့်ရန်ကုန်မြို့ကိုဆက်လက်မရှိခြင်းဒီအတွက်တိုင်းရက်ပြည်နယ်14ခုနဲ့စစ်တိုင်းကြီးများကိုအလွဲတကူဆက်သွယ်အုပ်ချုပ်နိုင်မဲ့ရှမ်းရိုးမနဲ့ပဲခူးရိုးမကြားကပြည်မနာတော်ဝရွေးကနေပြည်တော်မြို့တည်တယ်ဖို့ဆုံးဖြတ်ခဲ့ပါတယ်။ ဦးခင်ညွန်းကနေပြည်တော်ကိုရွှေ့ဖို့အရေးမှာကန့်ကွက်ခဲ့တဲ့နောက်အကြောင်းတစ်ခုကလည်းပညာရှင်တွေထောက်ပြတဲ့ငလင်ပြည့်ွေကျော်ကျော်ဖြစ်တယ်လို့ထောက်လန်ရေးမှုချုပ်အငင်းစားနဲ့နှိဆက်သူတွေကပြောဆိုခဲ့ပါတယ်ဒါပေမဲ့ဗိုလ်ချုပ်မူကြီးတန်းရွှေနဲ့သူ့ရဲ့ကြီးတက်ဦးစီးချုပ်ဒုတိယဗိုလ်ချုပ်မူကြီးမောင်အေးတို့နှစ်ဦးဟာတရုတ်ကရတဲ့ရေနံနဲ့တဘာဝတငွေတွေနဲ့မြို့တော်တစ်ကိုပြည်မနာချက်ကုန်းမှာစောက်ဖို့2000ခုနှစ်လောက်မှာစတင်စီစဉ်ခဲ့ကြပါတယ်။ အဲ့ဒီအရင်ကကကကြီးနဲ့ကကလန်းတို့ရဲ့အပြိုင်မှုဟာအထုအထိတ်ကိုရောက်တော့မဲ့ကာလနဲ့လဲသွားပြီးတိုက်ဆိုင်နေခဲ့ပါတယ်။နာအဖဥက္ကဋ္ဌဦးတန်းရွှေနဲ့ဒူဥက္ကဋ္ဌဦးမောင်ဤတို့ဟာနေပြည်တော်စီမံကိန်းကိုမီးစိမ်းပြပြီးအတွင်ရေးမှူးတည်းရဲ့ရန်ကုန်အနီးကမြို့တော်သစ်စီမံကိန်းကိုပယ်ရှားခဲ့ပါတယ်။ဘိုးချုပ်ကြီးတအူးရေးပြီးတင်ခဲ့တဲ့ရန်ကုန်ဟာ နိုင်ငံခြားကတက်တယ်ရေလန်းကဝင်ပြီးအသိန်းခံနိုင်ရတဲ့ဆိုတဲ့စာတန်းကိုလည်းဖတ်ပြီးဦးတန်းရွှေသဘောကျနေခဲ့ခြင်းဖြစ်ပါတယ်။အဲ့ဒီအချိန်မှာကကလန်းကိုအပီးဖြူဖြက်မဲ့အစီအစဉ်ကိုကကကြီးအုပ်စုကရှေလန်းတွေပြင်နေခြင်းဖြစ်ပါတယ်။နေပြည်တော်စီမံကိန်းမှာဘတ်ဂျက်ကိုဗိုလ်ချုပ်ကြီးတီဟာသူရတရားမြင့်ဦးကိုကန်ခိုင်းလိုက်ပါတယ်။ကိန်းကနန်းတွေကိုအလိုရတဲ့ရှစ်လုံးအမီရနမကြီးဦးတရားမြင့်ဦးဟာနေပြည်တော်စီမံကိန်းကို စတင်ကန်တွယ်ခဲ့ရပါတယ်။ သူနဲ့နှိစက်တဲ့ခရိုနီတထွေးတွေလည်းစားလို့ရေးလုပ်ငန်းတွေရပြီးနေချင်းညချင်းဆိုသလိုတထွေးကြီးတွေဘဝကို ရောက်သွားခဲ့ကြပါတယ်။ဒီနေရာမှာတခါထပ်ပြီးမျက်နှာပြည့်ရသူက အတွင်းရေးမှုတစ်ပဲဖြစ်ပါတယ်။သူကဗတ်ကျက်ကန်ရမယ်လို့ညှော်လင့်ထားခဲ့တာဖြစ်ပါတယ်။နောက်ဆုံးမှာတော့အတွင်းရေးမှုတစ်လည်းဦးတန်းရွှေရဲ့နေပြည်တော်စီမံကိန်းလမ်းညွှန်ချက်ကိုအကောင့်အထည်ဖော်ပြီးခဲ့ရပါတယ်။ အဲ့ဒီအရင်ကအစိုးရတစုံလုံးတစ်ခုလုံးနေပြည်တော်ပြည်မနာကိုရွှေ့မယ်ဆိုရင်ဝန်ထမ်းတွေကလိုက်ပါမလားဆိုတဲ့အချက်ကိုလည်းဥခင်ညွန်ဘက်ကထုတ်ဖော်ပြောဆိုခဲ့တာတွေရှိခဲ့တယ်လို့ဆိုပါတယ်ဒါပေမဲ့2005ခုနှစ်နိုဝင်ဘာ6ရက်နေ့မှာအစိုးရအဖွဲ့ဝင်ကြီးဌာနများနေပြည်တော်ကို စတင်ပြောင်းရွှေ့ပါတယ်။2006မတ်လ29ရက်တက်မတော်နေ့မှာနေပြည်တော်ကိုမြန်မာနိုင်ငံရဲ့မြို့တော်အဖြစ်တရားဝင်ထုတ်ပြန်ကြေညာလိုက်ပါတယ်။ အဲ့ဒီအချိန်မှာတန်လင်မှုံဝန်သားဥခင်ညွန်းနဲ့ကြောက်စဲသားတန်းရွှေတို့ရဲ့ကြားပရိပခအထုထိတ်ကိုရောက်ရှိနေခဲ့ပြီးဖြစ်ပါတယ်။2003မေလ30ရက်ဒီပေးရင်အရေးအခင်အပီဩဂုတ်လမှာဥခင်ညွန်းကိုဝင်ကြီးချုပ်အဖြစ်ခန့်အပ်ပြီးမြမလံပြမြေပုံကိုအကောင်အထည်ဖော်ခိုင်းလိုက်ပါတယ်။2004ခုနှစ်အောက်တိုဘာ18ရက်နေ့မှာတော့ဥခင်ညွန်းကိုရာထူးကဖယ်ရှားပြီးစစ်ထောက်လာရေးတပ်ဖွဲ့လုံးကိုရှင်းလင်းခဲ့ပါတယ်။ နေပြည်တော်စီမံကိန်းတွေကိုတွားပြီးလှည့်လည်စစ်ဆေးရေးအပြန်မှာဖမ်းဆီးခံရတာဖြစ်ပါတယ်အဂရိလိုက်စားမှုဆွဆွဲချက်နဲ့ဆိုင်ငံပြစ်တံနေရင်အကျယ်ကျုပ်54နှစ်ရှာမှတ်ခံခဲ့ရပါတယ်။နေရင်အကျယ်ကျုပ်ဘဝနဲ့9နှစ်နေခဲ့ရပြီး2012ဇန်နဝါရီလမှာလူငယ်ချမ်းသာအမိန့်နဲ့ပြန်လည်လွတ်မြောက်လာခဲ့ပါတယ်။ဥခင်ညွန်ဟာအသက်80ကျော်ခဲ့ပါပြီ။သူ့ကိုအပြက်ရှင်းခဲ့တဲ့ဦးတန်းရွှေနဲ့ဦးမောင်အေးလည်းအသက်80ကျော်ပြီဖြစ်ပါတယ်။ နေပြည်တော်ကိုတော့နန်းကြမင်းသားကြီးဥခင်ညော့မပြောင်းခဲ့ပါဘူးရန်ကုန်အိမ်မှာပဲဆက်နေပြီးအခုအချိန်မှာတော့အဇိုင်းမယောဂခန်းစားနေရတယ်လို့သိရပါတယ်ဥတန်းရွှေဥမောင်အေးနဲ့ဥတျောင်မြင့်ဦးတို့ကတော့နေပြည်တော်ကို ရွှေခဲ့ပါတယ်ငလင်တန်ကို သူတို့လည်းခံလိုက်ရပါတယ်အဲ့ဒီအချိန်မှာဥခင်ညော့နေပြည်တော်စီမံကိန်းကက်ကွက်ခဲ့တာကိုတတိယကောင်ရနေနိုင်ပါတယ် ငလင်တန်ကြောင့်နေပြည်တော်ပျက်စီးရခြင်းနဲ့ပတ်သက်ပြီးစစ်ဆေးမယ်ဆိုရင်တော့ဗိုလ်ချုပ်မူကြီးတန်းရွှေဒုတိယဗိုလ်ချုပ်မူကြီးမောင်အေးနဲ့ဗိုလ်ချုပ်ကြီးတရားသူတော်တင်အောင်မြင့်ဦးတို့ကိုပါမဖြစ်မနေခေါ်ယူစစ်ဆေးတင်ပါတယ်။အဲ့ဒီစစ်အာဏာရှင်ဟောင်းတွေရဲ့ဘဝနေဝင်ချိန်ဟာလေတန်ဝေကရစရာတွေလိလာစရာတွေအပြည့်နေပါပဲ။